အော်ဒီနေ့ကျတော့ငားခင်ဖြစ်သွားပြီတိလားဟာဒီနေ့ကျငားခင်ဘလို့ငားခင်လေငားခင်ငားခင်အော်ဟုတ်တယ်ဟုတ်တယ်ညထဲမှာအုံးတို့ပေါက်ခွဲသွားတာဟုတ်တယ်နော်အဲ့ဒါအာဘာမှဖြစ်လာလို့ကြောက်ဖြူမျိုးအနီး ကျွန်တော်ပင်လဲပြင်ပါတဲ့ကျွန်တော်တို့ရဲ့နေပြီးတစည်းပေါ့စစ်သင်းပေါ့တစည်းပေါ့နော်ကျွန်တော်ပောက်ကွဲမီးတောင်နေတာဒေတာခံကြီးကတွေ့ရတယ်ဆိုပြီးကျွန်တော်ကတင်းလေးရရှိလာတယ်တော်တယ်တော့ဘေးနားမှာငါတို့သင်းပေါ့တွေရှိတယ်လေအဲ့ဒီစစ်သင်းပေါ့တွေကိုမထီလို့ကန်ကောင်းတာပေါ့ထီမှာထီအောင်မှာထက်ထီအောင်မှာမင်းကလည်းကွာပြောလေကဲလေမန်းလေပြဲလေနည်းနည်းပုံမှန်လေးငါတို့ဘက်ကနေပြောအာဖားကြီးကျွန်တော်ရှောင်းနာမယ်ပါညာအဲ့လိုမရှိဘူးတူတော်အကျိုးပေးတယ်ပါညာတူတော်အကျိုးပေးတယ်တူတော်အကျိုးပေးတယ်ကွာစိတ်ထားတဲ့စိတ်ထားလေးကလှတော့လှတဲ့ဟာလေးပြန်လာမှာ သိလားဗျခုလာလို့ပြောပြမယ်နော်သတင်းလေးကိုပြောပြမယ်ဒါအဘအကိုကျွန်တော်ကပြောနေရမို့ကျွန်တော်လည်းဒါကြားတဲ့သတင်းလေးကိုပြောနေတာအဘတို့အတွက်ပြောတာကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်ရှင်း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 ထားလိုက်တော့ဟောထားလိုက်တော့ပြောပြောဟုတ်နိုဝင်ဘာလားတဲ့ကျွန်တော်22ရက်နေ့နနေ့ကကြောက်ပြူအနောက်ပဲတဲ့ကျွန်တော်ကန်းလုံပင်လေပြင်ပါတဲ့ကျွန်တော်တို့ရဲ့စစ်အုပ်စုနေပြည်တော်စည်းကိုနော်ပေါက်ကွဲပြီးကျွန်တော်မီးလောင်နေတယ်လို့ကျွန်တော်မန်မန်အောင်ကျွန်းပေါ်ကနေမြင်တွေ့ခဲ့ရတယ်ဆိုပြီးဒေသခံတွေကပြောပါတယ်တဲ့နော်ဟိုတွေ့ရတဲ့အချိန်ကတော့ကျွန်တော်ဒီဟိုပြောရမယ်6နာရီနဲ့7နာရီကြာပေါ့မနက် ကိုးနိုင်ရဲ့စင်နိုင်ကြမှာကျွန်တော်ဒီစစ်သွင်းပေါ်မီးလောင်နေလဲဆိုတော့အတီးပြုတ်တယ်ဟိုတကယ်ဟုတ်ပါတယ်ပေါ့ဒါကောလာဟာလာဒီဟုတ်လားမဟုတ်လားကျွန်တော်ကစီတပင်းကိုလိုက်ရသေးတယ်လက်ရတွေကကြာတကယ်မေးတဲ့မေးကြည့်ရောဟုတ်ပါတယ်တဲ့ဟိုမီးလောင်သွားလာမှာသူကရိုးတန်းမီးလောင်သွားမှာမဟုတ်ဘူးကျွန်တော်ပောက်ကွဲတန်နေအဆက်အဆက်မပြတ်ကြားရတယ်ပေါ့ဟာနော်ကျွန်တော်ပြောအဆက်မပြတ်ကြားရပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဒီရွာတို့ရွာတို့ဘာလို့လဲလှမ်းလဲကြည့်နေကြည့်တော့အဲ့တင်းပေါ်ကနေမီးကိုတွေတူလူလူနဲ့မီးလောင်နေတယ်ဆိုတော့မြင်ရပါတယ်ဆိုတော့အတီးပြုတ်ပါတယ်နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီစစ်တင်းပေါ်တစည်း မီးလောင်ပျက်စီးသွားပြီဆိုတာကကျိမ့်နေပဲပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့တဲ့ရွာသားတွေပြောတယ်ပေါ့တချို့တွေလည်းသူအဲ့နားမှာအနီးပတ်ဝန်းကျင်မှာရှိတဲ့မျက်မြင်တွေ့ရတဲ့လူတွေကဘာပြောလဲဆိုရင်ဒီမီးလောင်မှုကကျွန်တော်တို့ဒီစေတမောမီးလောင်မှုကဟိုကျွန်တော်တို့ဒီအရက်ကတတ်တော့အေးအေးရဲ့ကျွန်တော်တို့ဒီပြစ်ခတ်တာလားဒါမှမဟုတ်ကျွန်တော်တို့ရှိရပဲသူရွာတွေကိုပြစ်ဖို့အတွက်ကိုကျွန်တော်ပြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီလက်နက်တွေကမကောင်းလေပါအဲ့လက်နက်တွေမကောင်းလို့ကြောက်အဲ့မှာပဲကျွန်တော်ပောက်ဝဲမှုတွေဖြစ်တာလားဆိုတာတော့အတိအကျတော့ကျွန်တော်လည်းမသိသေးဘူးအော်အဲ့ဒီမှာကျွန်တော်တို့ လက်နဲ့တွေမကောင်းမကောင်းနဲ့မင်းအဲ့ဒါဆိုရင်မင်းဟိုကြောင်မျိုးမရနေပြောပြောတယ်လေတော့ငါလက်နဲ့တွေအများကြီးငါတို့ရှိမှရှိတယ်ဆိုပဲဒီကောင်ငါတို့ဖားရပြီးပြောတဲ့စကားတွေနဲ့စန့်ကျင်ဘက်တွေဖြစ်နေပြီလေလက်မသိဘူး तू ကဒီလိုပဲဖားရပြီးပြောတာ तू လည်းမသိဘူးသူ့လက်နဲ့ပစ္စည်းတွေပါဆိုသူလည်းပြပန်ဆိုမရှိဘူးငါတို့ရှိမှမရှိတော့ဘူးကျွန်တော်တို့တော့မှသိခွင့်မရှိဘူးဒါကျွန်တော်တို့အဆင်မပြေဘူးငါတို့ရှိမှရှိတော့လားရှိတော့လားမရှိဘူးကြတယ်အေးလေအေးလေခံပြပဲလေဟုတ်ဟိုဟိုပြောရမယ်ဆိုရင်ဟို အလားတူကျွန်တော်တန်ချက်ကတော့မရှိတော့တန်များကြီးကာရတာမင်းတို့လည်းမြင်တယ်အခုအဲ့လိုဖြစ်နေတယ်အဲ့တော့အရင်ကျွန်တော်တို့ကဒီလောလောဆယ်ကတော့အပရဲ့ဒီစစ်သင်းမောင်းတစ်စီးကတော့ကျွန်တော်ပြက်စီးသွားပြီဒီလိုပဲတွက်လိုက်တော့အဲ့တော့ဘသူကဟိုဟာအေရပြစ်လို့ပဲဖြစ်တာလားကိုယ့်အကူပဲထပြီးတော့ပောက်ကွဲလို့ဖြစ်တာလားဆိုတော့ဟိုကျွန်တော်တို့လည်းတရင်ကိုစုံစမ်းနေတော့အဲ့တော့ပြီးတော့အဲ့တင်းမုံမှာပါတယ်ကျွန်တော်တို့ဒီမှာပြောရမယ်ဆိုကျွန်တော်တို့ရဲ့ဒီရာရှိတရှိမယ်ရဲဘော်တွေရှိမယ်အင်းအဲ့ရဲဘော်တွေလည်းကျွန်တော်တို့ဘယ်နှစ်ယောက်သေတယ်ဟိုဘယ်နှစ်ယောက်တန်ရရလဲဆိုတော့ကျွန်တော် အတိအကျတော့မသိသေးဘူး။အော်အတိအကျသိမှငါ့ကိုလာပြောလေကွာ။ကျွန်တော်လည်းအဲ့နားကိုသွားလို့မရသေးဘူးလေ။အဘရဲ့အဲ့တင်ဖို့ကျွန်တော်မီးလောင်နေတင်ဖို့ကျွန်တော်သွားလို့မရဘူး။ငါတို့မှဒီလင်းရင်နေဟက်စကီတွေကိုမရှိတော့ငါတို့မှဆက်တဲ့လေဒီတွေငါတို့သွားနေဆက်တဲ့လေဒီတွေနဲ့သွားတော့လေအောက်ကလူတွေအပြိတ်ချခံလို့ဟိုတယ်မနေရလေတွေမင်းငါ့ကိုပြောတယ်။ဟုတ်အကြောင်းမနေ့ကငှက်ကင်ဒီနေ့ကငားကင်လို့ပြောတာပေါ့အဲ့ဒါအကြောင်းပေါ့နော်အဲ့တော့ဒီနေ့ကတော့အဘဟိုတိထားရမယ်အတိအကျဘာလဲဆိုရင်ကျွန်တော်တို့ရဲ့စစ်သင်္ဘောတစည်းကတော့လုံးဝပြည့်စည်သွားပြီ နော်ပောက်ပွဲပြည့်စည်သွားပြီဆိုတော့သိရမယ်ဒါပေမဲ့ဘယ်နှယောက်သေးတယ်ဘယ်နှယောက်တန်ရာရရှိတယ်ဆိုတော့ကျွန်တော်မသိသေးဘူးသိရင်အဘောက်ကိုကျွန်တော်အချိန်နဲ့တပင်းကြီးကျွန်တော်အဘောက်ကိုတင်းဟိုတင်းပြပေးမယ်